နှစ်ပေါင်း25ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာဗီယက်နမ်နိုင်ငံကိုဝင်ရောက်တိုက်ခတ်ခဲ့တဲ့ကယ်မီဂီအမီယာတိုင်ဖွန်မုန်တိုင်းဟာမိုးဒေသမှုနဲ့ပျက်စီးဆုံးရှုံးမှုတွေကိုယူဆောင်လာခဲ့ပြီးဖိလစ်ပိုင်နိုင်ငံမှာတေဆုံးသူဦးရေဟာလည်း200နီးပါးအထိရှိလာနေပြီဖြစ်ကြောင်းသတင်းရရှိပါရသည်။ ဗီယက်နမ်နိုင်ငံရဲ့ကမ်းရိုးတန်းဒေသတွေဟာမုန်တိုင်းငယ်ဖျက်ဆီးတတ်တဲ့လေပြင်းတွေနဲ့မိုးထေထန်မှုတွေကြောင့်ပျက်စီးဆုံးရှုံးမှုအခြေအနေတွေကိုစစ်စစ်နေကြရပါတယ်။သတင်းတွေအရပြည်내မီဒီယာတွေမှာတေဆုံးသူတဦးရှိကြောင်းဖော်ပြထားပါတယ်။မုံတိုင်းဝါကြာတပတင်းနဲ့ညနေပိုင်းကဗီယက်နမ်အလဲပိုင်းကိုဝင်ရောက်ခဲ့ပြီးနောက်တစ်ပင်တွေလဲကြနေအိမ်တွေပျက်စီးကလက်စစ်မီးတွေပြတ်တောက်ခဲ့ပါတယ် ကုံတွင်းပေါင်းကိုရွေ့လားသွားတဲ့အခါအားနည်းသွားပေမဲ့တက်ဆိုင်ရအာနာပိုင်တွေကတော့ဗဟုတ်ဖိနယ်တွေမှာမိုးရီချင်းညလျမီလီမီတာ၈လက်မအထိဆက်လက်ရွာသွန်းနိုင်ကြောင်းသတိပေးထားပါတယ်။ကယ်မီဂီမုန်တိုင်းဟာဖိလစ်ပိုင်နိုင်ငံကိုအင်အားဖြင့်ပြင်းပြင်းဖြတ်တန်းခဲ့ရမှာတေဆုံးသူဦးရေဟာအနည်းဆုံး388ဦးအထိမြင့်တက်လာနေပြီဖြစ်ပြီးလူ185ဦးဆက်လက်ပျောက်ဆုံးနေဆဲဖြစ်က96ဦးဒဏ်ရာရရှိခဲ့ကြောင်းတာဝန်ရှိသူတွေကပြောကြားခဲ့ပါတယ်။ ဗီယက်နမ်အစိုးရဟာရှာဖွေကယ်ဆယ်ရေးလုံခြုံရေးအထက်စစ်သား3600ကျော်ကိုစီယုံလုံဆော်ထားပြီးဖြစ်ပါတယ်။မိုးရေချင်းများပြားမှုကြောင့်မြင်းနှင်ပိုင်းဒေသတွေမှာရေချင်းနိုင်တဲ့အပြင်ဗီယက်နမ်ရဲ့အတိခါကော်ဖီစိုက်ဖြိုရာဒေသဖြစ်တဲ့အလဲပိုင်းကုန်းမြင့်ဒေသတွေမှာစိုက်ဖြိုးရေးကိုလည်းထိခိုက်စေနိုင်ကြောင်းသတိပေးထားပါတယ်။